မင်္ဂလာပါ fitness nation ကအဖိုးကြီးပါဒီဒီဘက်မှာတော့ social media ပေါ်မှာမကြခဏဆိုသလိုလူငယ်လေးတွေကကြောက်ကက်နဲ့ပတ်သက်ပြီးတော့ကြောက်ကက်ထိသွားပြီးကြောက်ကက်ပျက်စီးသွားပြီးဆိုတဲ့ post တွေတင်းနေတွေ့နေရတဲ့အတွေ့ကြောက်ကက်မထိအောင်မပျက်စီးအောင်ဘလိုမျိုးအစားအစာတွေကိုရှောင်ရှားသင့်တယ်ဆိုတာကိုဘ ਹੁ တုဒအနေနဲ့မျှဝေပေးခြင်းပါ ကျွန်တော်ကဆရာဝန်တယောက်မဟုတ်တဲ့အတွက်မြန်မာရဲ့အကြိုက်ဆုံးအစားအစာတွေကတစ်ခုဖြစ်တယ်ငပိရေကကြောက်ကက်ကိုပျက်စီးစေတဲ့အစားအစာတွေမှာပါသလားမပါဘူးလားတော့တတိယချက်မပြောတတ်ပါသို့တော့ World Health Organization လို့ခေါ်တဲ့ WHO ရဲ့စံချိန်စံညွှန်းအရဆိုလို့ရှိရင်လူတစ်ယောက်တစ်ရက်ကိုဆိုဒီယမ်လို့ခေါ်တဲ့အငန်တဲ့ပမာဏက2000 mg တော့မဟုတ်9ဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ဆိုပါရယ်အငံတဲ့ပါဝင်တုံးများတဲ့အစားအစာတွေကို နေ့စဉ်များများစားမိလို့ရှိရင်ကြောက်စရာကောင်းတာက အုံနောက်သွေးကြောနံရံတွေကိုပျက်စီးစေလို့သိရပါရယ်ဒါကြောင့်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်အငံတက်ပါဝင်နှုံများတဲ့အစာအစာတွေဖြစ်တဲ့ကြာရှည်ခံအောင်လုပ်ထားတဲ့အစာအစာတွေ process food တွေကို short စားပါရှောင်စားပါလို့တိုက်တွန်းခြင်းပါတယ် အငံတဲ့ပါဝင်နှုန်းများတဲ့အစားအစာတွေ process food တွေကတောက်ကဲ့ကို ပြက်စီးစေတဲ့အတွက်အဲ့ဒီအစားအစာတွေကဘာတွေလဲကြည့်ရအောင်ပါနံပါတ်1 3 in 1ခေါက်ဆွဲ6မျိုးစုံရင်း coffee mix tea mix တွေရင်အချိုရည်မျိုးစုံရင်းတရေစာမျိုးစုံရင်းကြာရှည်ခံအောင်လုပ်ထားတဲ့အသားတွေရင်း မြန်မာတွေကြိုက်တဲ့ငပိတို့ ငချောက်တို့ငပိရေတို့ဒီအစာအစာတွေ process food တွေကလည်းအငံတက်ပါဝင်တော့လွန်ကဲတဲ့အတွက်လိုအပ်တာထက်ပိုစားမိလို့ရှိရင်ကြောက်ကက်ကိုပျက်စီးစေတယ်လို့သိရပါဗျ။ရေတောက်နေခြင်းကလည်းကြောက်ကက်ကိုပျက်စီးစေတဲ့အတွက်တရက်ကို1လီတာကနေပြီးရော3လီတာရေကို ပုံမှန်တောက်ပေးသင့်ပါတယ်။အကြိုက်ခဲပျောက်ဆေးတွေကို အချိန်ပြည့်တောက်တာကလည်း ကြောက်ကက်ကိုပျက်စီးစေလို့သိရပါတယ်။အရက်၊ဘီယာ၊ဆေးလိပ်အလုံးအကျုံသုံးဆွေးချင်းကလေကြောက်ကက်ကိုပျက်စီးစေပါတယ်။ red meat လို့ခေါ်တဲ့ပရိုတင်းပါဝင်နှုန်းများတဲ့အစားအစာတွေကိုလိုအပ်တာထက်စားမိလို့ရှိရင်လေကြောက်ကက်ကိုပျက်စီးစေပါတယ်။ ကျွန်တော်တို့ဂျင်သမားတွေတောက်တဲ့ protein supplement တွေကလည်းအလုံးအကျုံသုံးလို့ရှိရင်ကြောက်ကွက်ကို ပြည့်စည်စေပါတယ်။ညာဘက်ညာဘက်အိမ်မပြောတာတော့အလုံးမှာ stress ပြတာတော့ကလည်းရေရှည်မှာကြောက်ကွက်ကို ပြည့်စည်စေပါတယ်ခင်ဗျ။ဘ ഹു ဒုတအနေနဲ့ sharing လုပ်ပေးတဲ့ကြောက်ကွက်ကိုပြည့်စည်စေတဲ့အချက်တွေပဲဖြစ်ပါတယ်။ low app ခေလို့ရှိရင်လည်းအောက်မှာ comment တွေမှာ ရေးပေးလို့ရပါတယ်။ ဒီဗီဒီယိုအသုံးဝင်တဲ့ကိုမိတ်ဆွေတွေကိုလည်းကြည့်စီချင်တယ်ဆိုလို့ရှိရင် like ခံ share ထပ်လို့ပေးလို့ရတယ်လို့အောက်မှာ comment ရေးပေးလို့ရပါတယ် thank you for watching fitness nation ပါ